ကိုယ်တိုင်ဗရောင်းတက်နယ်ရှိစစ်ကောင်မရှင်ရဲ့အမှတ်76ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ76ရဲ့ကာကင်းစခန်းတွေအသိမ်းခံရပြီးနောက်ရှေ့တန်းစခန်းတွေကနေပြီးအတွဲလိုက် drone တွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ အရခတက်တော် AA နဲ့ပူပေါင်းတက်တွေဟာကပ္ပဆ16ရဲ့အဓိကကာကင်စကန်63လုံးပွိုင်ပါဝင်ကာကင်စကန်၄ခုခန့်ကိုသိမ်းယူလိုက်ပြီးနောက်စစ်ကောင်မရှင်ကရှေ့တန်းစကန်တွေကနေပြီးအတွဲလိုက်ဒရုန်းတွေနဲ့ကပ္ပဆ16ရဲ့အနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျာ။ ကပ္ပစ16နီးကရော်ရီတဲ့စစ်တပ်တပ်ဖွဲ့ဝင်10ယောက်စီအင်အားချထားပြီးနယ်မြေစစ်ဆေးပုံစံလုပ်နေတဲ့ကျေးရွာတွေမှာလည်းဝချုံတွေနဲ့ခြံစည်းဥကခိုင်းနေတဲ့ပေါ်တာဆွဲတာတွေလည်းတအားများတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ဟာဒုံးတက်ရင်ဒါတာရ631ရဲ့ခြေတန်းစကန်ဖြစ်တဲ့ Mine 926ကနေပြီးအတွဲလိုက် drone အလုံး30လောက်နဲ့ကပ္ပစ16နီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ် ကပါစာ16နီးမတုံကြားချေရကြောက်စကွဲဖလုံးရွာတွေကိုစစ်ကောမရှင်စစ်ကြောင်းတွေအယောင်ပြရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးနောက်ဒေသခံတွေကိုပါဝင်ထွက်ခွင့်ပိတ်ထားတယ်လို့သိရပါတယ်အဆိုပါကျေးရွာတွေကိုစစ်ကောင်မရှင်ကဆက်တက်လေဒီနှစီနဲ့ကင်းအောင်ပြန်တမ်းမှုတွေပြုလုပ်ခဲ့ပြီးမင်းနှုံနယ်ဘက်ကနေလည်းဗရောင်းတက်နယ်တွင်းကိုဒေသခံတွေအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ် အင်းနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကာကွယ်ပစ္စည်းစေုံတွေဘက်ကိုဥတီလာနေပြီးစစ်ကောင်မရှင်ကစစ်ကြောင်းတွေကိုအင်အားတိုးချဲ့ကာဘရောင်းတက်နယ်တွင်းကိုပို့ဆောင်ခုခံဖို့ပြင်ဆင်နေပါတယ်။ဒါအပြင်နောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခနယ်မြေတွင်းကစစ်ကြောင်းနှစ်ကြောင်းကိုညောင်ကျိုးစစ်မျက်နှာပြင်ကိုရေးပေါ်ခေါ်ယူလာတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါတယ်။ အခုရက်ပိုင်းတွင်စစ်ကောမရှင်တပ်ဖွဲ့ဝင်လူနာတွေကိုရခိုင်ရိုးဘော်ကနေပြီးအစုလိုက်ပြုံလိုက်နောက်တန်းကိုပြန်လဲခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းတဲ့လူနာတွေပါပါရှိနေတယ်လို့သိရပါဗျ။